ခုအမေရိကန်ကနေပြီးတော့တရားဝင်ကြေညာပလိုက်ပြီနိုင်ငံရေးဥပဒေနာနိုဝင်ဘာ၁၂ရက်နေ့ရက်စွဲနဲ့တရားဝင်ကြေညာလိုက်တာကြီးကတော်တော်ကြောက်စရာကောင်းပါတယ် Okay Morning everyone I'm Janine Piro မြန်မာကမ္ဘောဒီးယားနဲ့လာအိုနိုင်ငံတို့ကအွန်လိုင်းလိမ်လည်မှုစင်တာကြားဖြန့်တွေကို American Federal စုံစမ်းစစ်ဆေးရေးဘူရို FBI အပါအဝင် အဖွဲ့၃ဖွဲ့ပူးပေါင်းပြီးတော့အထူးတပ်ဖွဲ့ဖွဲ့စည်းပြီးနှိမ်နင်းမယ်လို့အမေရိကန်အစိုးရကနိုဝင်ဘာ၁၂ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်။ဘလို့ကြောက်ရကောင်းလဲလို့မေးတော့သူကမြန်မာနိုင်ငံအပါအဝင်အရှိတအအရှာ၃နိုင်ငံဖြစ်တယ်။မြန်မာ၊ကမ္ဘောဒီးယား၊လာအိုဆိုဒီ၃နိုင်ငံပါတဲ့နော်။ Cyber လိမ်လည်မှုတွေကြားဖြတ်နေကိုနှိမ်နင်းဖို့ Scam Center Strike Force ဆိုတဲ့ SCSF နော် SCSF လို့ခေါ်တဲ့ Scam Center Strike Force လို့ခေါ်တဲ့မြေပြတဲ့အထူးတပ်ဖွဲ့ကိုစတင်ဖွဲ့စည်းလိုက်ပြီတဲ့။မြန်မာနဲ့ ကမ္ဘောဒီးယားနဲ့လာအိုသုံးနိုင်ငံမှာအဓိကနေနေမှာအဲ့ထဲမှာနေနေမဲ့လူတွေကကြားပြန့်ကောင်းဆောင်နေနေမဲ့ကြားပြန့်ဂိုင်းနေနေမဲ့ကြားပြန့်နဲ့ဆက်ဆက်ပြီးလုပ်နေတဲ့သူတွေတဲမှာအဆင့်လိုက်ဆင့်လိုက်ဒီအားလိုက်တားဟိုတတ်မှတ်ပြီးတော့နေနေမဲ့ဆိုမကြည့်ကြတယ်ဆိုတော့တောက်စရာကောင်းပါတယ်ပြောရရင်တော့မြန်မာပါနေတယ်ဒီအထူးတပ်ဖွဲ့ကိုစဖွဲ့လိုက်ပြီးဖြစ်တယ်လို့အဲ့ဒီအထူးတပ်ဖွဲ့ဖွဲ့လိုက်တဲ့နေမှာပဲကြီးညာလိုက်တယ်လေးယောက်ရှိအဲ့ဒါပါလို့ဆိုတော့ DGBA က society စိုင်းကျော်လာစောစိန်ဝင်းနဲ့စောစမ်းအောင်အဲ့ဒီလေးယောက်ကိုလည်းဒဏ်ခတ်ပိတ်ဆို့တယ် ကျွန်တော်တို့ကဒီအမေရိကန်လာဟိုတော်တော်လေးထင်ကြီးခဲ့တယ်နော်ကဘာပေါ်မှာပညာတဟိုအမားအမဝေဖန်ပိုင်းချနိုင်တဲ့နော်ဟိုအမေရိကန်သူဆိုပြီးတော့လေကျွန်တော်တို့လည်းဟိုအထင်ကြီးတယ်ပေါ့အခုကဟိုမစီမဆိုင်ဟိုကဥမာကျွန်တော်တို့ဒီပုံချုပ်နော်စောစတီတို့ဖုန်းစိန်ဝင်းတို့နော်ပြန်ကြည့်ရင်သူတို့အနေနဲ့ဆိုလို့ရှိရင်ဘာမှမဟုတ်ဘူးနော် ကျုပ်စတီးဆိုရင်ဥမာတေယုပ္ပစံမှာတီလို့တော့ပေတော့မယူအနေထားလို့ရှိတယ်အခုအဲ့ဒီလူတွေကသူစောထဲရတယ်ဒါကျွန်တော်ဆိုအစီဝေးလေးမှာတပ်ဖွဲ့ကိုစားလိုက်တက်ပြီးလိုက်ဖြည့်ဆင်းတော့ရှိတယ်ပေါ့လေကြလားနော်တက်ဖြည့်ဆင်းတော့ရှိတယ်ပေါ့ဒီတစ်ခါတည်းအခုအဒီအဲ့ဒီဟိုဖို့ပုဂ္ဂိုလ်စတီးနေနဲ့နော်ကျွန်တော်စီကျုပ်နော်ဖို့ဆွေးနေနဲ့ဆိုလို့ရှိရင်ဒီလူတွေတော့တခါမှဟိုမချိမဆိုင်မပတ်သက်ပဲနဲ့အဲ့သူတို့ အရေးယူပေးဆိုမှုစည်းရင်းမှာပါဝင်လာတဲ့ဘူပုတ်ကိုနဲ့အဖွဲ့စည်းတွေနဲ့ဆက်ဆက်ပြီးအမေရိကန်မှာရှိနေတဲ့ပိုင်ဆိုင်မှုတွေအမေရိကန်နိုင်ငံသားတွေကထိမ့်သိမ်းပေးထားတဲ့ပိုင်ဆိုင်မှုတွေအားလုံးကိုတင်ဆက်သွားမှာဖြစ်ပါတယ်အဲ့ဒီလူပုတ်ကိုဖွယ်စည်းတွေနဲ့ပူပေါင်းပြီးအမေရိကန်နိုင်ငံသားတွေကလုပ်ငန်းဆောင်ရွက်ခွင့်ကိုလည်းပိတ်ပင်ထားပါတယ်။တကယ်လို့ချိုးဖောက်ရင်တော့ကြီးလေးတဲ့ရာဇဝတ်ပြစ်ဒဏ်ဒဏ်ကြေးတွေကျုံလာနိုင်တယ်လို့လည်းအမေရိကန်နိုင်ငံဘက်ကတတိပေးထားပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့လေပိုကျုပ်စောစန်းအောင်က DKBA တက်ဖွဲ့အနေနဲ့ပြည်ပနိုင်ငံတွေမှာပိုင်ဆိုင်တဲ့လုပ်ငန်းတွေမရှိဘူးလို့တုတ်ပြန်သွားပါတယ်ကျွန်တော်တို့တက်ရောက်ကျွန်တော်တို့ဟိုဒီကုမ္ပဏီဘာမှမရှိဘောပိတ်ဆို့ပဲကျွန်တော်တို့ဒီတက်ဖွဲ့အနေနဲ့ယူရိယာမှဟိုဘာလဲစတိုးဆင်ဆင်ပိတ်တာတော့ဘာလို့ကျွန်တော်တို့ပိုင်ဆိုင်မှုတွေဘာမှမရှိဘူးကျွန်တော်တို့ယောဂရပြီးသွားကုတာလွယ်ပြီးတော့ဘယ်တော့ဟိုဒီနိုင်ငံသားတွေမှာ ကျွန်တော်တို့ဘာမှပိုပိုင်ဆိုင်မှုမရှိပါဘူးဆရာနော်음အမေရိကန်ရဲ့အေးအေးယူပိတ်ဆို့မှုစည်းမအပါဝင်လာတဲ့ DKBA ထက်တန်ကောင်းဆောင်၄ဦးကတော့စစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးစောစတီစစ်ဦးစီးအရာရှိချုပ်ဗိုလ်ချုပ်စွန်ဆန်းအောင်စစ်ရေးချုပ်ပုံမှုချုပ်စောစိန်ဝင်းနဲ့အမတ်တစ်စစ်ဒေသကုကယ်ရေးမှုပုံမှုချုပ်ဆိုင်းကျော်လာတို့ဖြစ်ပါတယ် ။ဒီကောင်းဆောင်တွေကတော့ထိုင်းမြန်မာနယ်စပ်စုံစည်းမြိုင်ရွာမှာအခြေပြုတဲ့ TKBA စစ်ဌာနကကောင်းဆောင်တွေဖြစ်ပါတယ်။ American ဤကြားဖြတ်အေးအေးယူမှုလက်တွေ့မကြဟု TKBA ပြန်လည်ဝေဖန် American ပြည်တော်စုကကြားဖြတ် online scam လုပ်ငန်းများတွင်ပါဝင်ပတ်သက်မှုဖြင့် Democracy အကျိုးပြုကရင်တက်မတော် TKBA နှင့်ရင်းဤကောင်းဆောင်လေးဦးအားပိတ်ဆို့အေးအေးယူခဲ့ခြင်းသည်လက်တွေ့မကြသည့်လောက်ရဖြစ်ကြောင်း DKBAE စစ်ဦးစီးအရာရှိချုပ်ဗိုလ်ချုပ်စောစန်းအောင်ကပြသစွာ ဝေဖန်လိုက်သည်အမေရိကန်၏ပိတ်ဆို့အရေးယူမှုအသေးစိတ်အမေရိကန်ဗန်နာရေးဝန်ကြီးဌာန၏နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးယုံကနိုဝင်ဘာ12ရက်နေ့တွင် GKBA ကောင်းဆောင်လေးဦးကိုအွန်လိုင်းလိမ်လည်မှုလူကုန်ကူးမှုများဖြင့်အရေးယူကြောင်းထုတ်ပြန်ခဲ့ပြီးအရေးယူခံရသူများမှာဗိုလ်ချုပ်ကြီးစော့စတီ GKBA စစ်ဦးစီးချုပ်ဗိုလ်ချုပ်စော်ဆန်းအောင်ဗိုလ်မှူးချုပ်ဆိုင်းကျော်လာဗိုလ်မှူးကြီးစော့စိန်ဝင်း အမေရိကန်ဆိုရရင်းတို့သည်အမေရိကန်နိုင်ငံသားများထံမှဒေါ်လာဘီလီယံနှင့်ချီခိုးယူအမျက်ထုတ်နေသည့်လုပ်ငန်းများတွင်ပါဝင်ပတ်သက်နေသည်ဟုဆိုသည် DKBA ကောင်းဆောင်ဤပြင်းထန်သောဝေဖန်ချက်အေးအေးယူပိတ်ဆို့ခံရသူများတွင်တဦးအပါဝင်ဖြစ်သည့်ဗိုလ်ချုပ်စောဆန်းအောင်ကအမေရိကန်ဤလုပ်ရက်ကိုအမားအမှန်ဝေဖန်ပိုင်းခြားနိုင်ခြင်းမရှိသောလုပ်ရက်အဖြစ်ရှုတ်ချခဲ့သည်ကျွန်တော်တို့ကအမေရိကန်ကိုကဘာပေါ်မှာအမားအမှန်ဝေဖန်ပိုင်းခြားနိုင်တယ်ဆိုပြီးတော့တော်တော်လေးအထင်ကြီးခဲ့တာခုတော့မစီမဆိုင်ဗိုလ်ချုပ်စောစတီတို့စောစိန်ဝင်းတို့လိုကြားဖြန့်တဲ့မပတ်သက်တဲ့သူတွေပါသူတို့ဆွဲထည့်တဲ့ဗိုလ်ချုပ်စတီဆိုရင်သွားပေးလို့တရုတ်ပတ်စံမှန်တိလို့ဆိုရင် မอยู่ဘူးအဲ့လိုလူတွေပါသူတို့ဆွဲထည့်တယ်ဟုဘင်းကခစ်တို့ပြောကြခဲ့သည်အရေးယူမှု၏အကျိုးသက်ရောက်မှုအမေရိကန်၏ထုတ်ပြန်ချက်အရအရေးယူခံရသည့်ပုဂ္ဂိုလ်နှင့်လုပ်ငန်းများ၏အမေရိကန်နိုင်ငံတွင်းရှိပိုင်ဆိုင်သမျှအကျိုးအမြတ်နှင့်ပစ္စည်းဥစ္စာအလုံးပိတ်ဆို့ခံရမည်ဖြစ်သည်ထို့သောဘိုးချုပ်စောစန်းအောင်ကမူ DKBA နေဖြင့်မည်သည့်ကုမ္ပဏီမည်သည့်ပိုင်ဆိုင်မှုမှမရှိသည့်အတွက်အမေရိကန်၏အရေးယူမှုသည်ယင်းတို့အပေါ်မတက်ရောက်နိုင်ကြောင်းဖြည့်ဆွတ်ပြောကြားခဲ့ပြီးကျွန်တော်တို့ဘဝရီပေါ့ ဟုလည်းလက်ပိုက်ခံရသည့်အတွင်ဖြစ်ရင်းကဆိုသည်စင်တာတိုက်ဖြတ်ရေးအထူးဖွဲ့ဖွဲ့စည်းခြင်းအမေရိကန်အစိုးရသည်မြန်မာအပါအဝင်ကမ္ဘောဒီးယားလာအိုနှင့်အရှေ့တောင်အာရှနိုင်ငံများရှိအွန်လိုင်းငွေလိမ်လည်မှုလုပ်ငန်းများကိုစစ်ဆေးတရားစွဲဆိုရန်အတွက် Scam Center Strike Force ကိုတရားရုံးပါနှင့် Secret Service အဖွဲ့တို့နှင့်ပူးပေါင်း၍ဖွဲ့စည်းလှုပ်ဆောင်သွားမည်ဟုထုတ်ပြန်ခဲ့သည် အမေရိကန်ကပြီးခဲ့သည့်စက်တင်ဘာလကလည်းကရင်နယ်ခြားဆောင်တပ် DKBA ခေါင်းဆောင်ဗိုလ်မှူးကြီးစောချစ်သူနှင့်ပတ်သက်သည့်လုပ်ငန်းများကိုအလားတူအရေးယူမည်ဟုထုတ်ပြန်ထားပြီးဖြစ်သည်